မင်္ဂလာပါရှင်ဒီနေ့နိုဝင်ဘာ9ရက်နေ့အတွက် People's Spring ရဲ့နေ့လယ်ခင်းတီနောက်ဆုံးရထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးပါမယ်ရှင်အရင်ဆုံးနိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါကျူတင်ရေပန်းစားနေတဲ့အချိန်ပဲဇိုရန်မမ်တန်နီက American နိုင်ငံ New York မြို့ရဲ့မြို့တော်ဝန်အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်နိုဝင်ဘာ၄ရက်နေ့က American ရဲ့ဒေသတချို့မှာဒေသဆိုင်ရာရွေးကောက်ပွဲတွေအသီးအသီးကျင်းပခဲ့ပါတယ်ဒီထဲမှာ New York မြို့တော်ဝန်နေရာအတွက်အဆုံးဖြတ်ခံယူမှုလည်းအပါအဝင်ပါ မမ်ဒနီဟာမွတ်စလင်တူဒီမိုကရက်တစ်ပါတီရဲ့ဆိုရှယ်လစ်အတွင်းမြင်ပတ်ရင်းသူတူဖြစ်ပါတယ်။သူကဒီယာဒူးကိုရတဲ့ပထမဆုံးမွတ်စလင်ပထမဆုံးအာရှတောင်ပိုင်းအနွယ်ဝင်အနေနဲ့လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။နယူးယောက်မြို့တော်ကိုယာဒူးကိုသူရခဲ့တာကထူးခြားတဲ့အရေးတစ်ခုလို့လည်းဆိုနိုင်ပါတယ်။ဘာလို့လဲဆိုတော့အစဉ်အလာအရအဲ့ဒီယာဒူးနေရာကိုချမ်းသာကြွယ်ဝတဲ့မြေရှင်ကြီးတွေဘီလီယံနာတထေးကြီးတွေကလက်မလွတ်စတဲ့ကြိုးကြိုးဆဆထိမ့်သိမ်းထားတတ်တာကြောင့်ပါ။မမ်တနီဟာ အမေရိကန်ရဲ့အကြီးဆုံးမြို့ကြီးမှာလူနေမှုစရိတ်တွေမြင့်တက်လာတာကိုတိုက်ဖြတ်မဲ့အစီအမံတွေချပြပြီးမဲဆွယ်စည်းရုံးခဲ့တယ်လို့အဆုံးမှာတော့အောင်မြင်မှုရရှိခဲ့ပါတယ်။သူကအင်အားကတွေမြင့်တယ်ခွဲကိုကန့်တက်ဖို့တံပိုးတဲ့အရာတွေပုံမှုချက်တွေဆောက်လုပ်ဖို့ဘတ်ကားခါတွေကိုအခမဲ့တတ်မှတ်ပေးဖို့ငါးနှစ်အရွယ်အထိကလေးဆောက်ရှောက်မှုတွေအခမဲ့ဖြစ်စေဖို့ပြုပြင်ပြောင်းလဲရေးတွေလုပ်မယ်ဆိုပြီးမဲဆွယ်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အကျိုးမြတ်မယူတဲ့ဈေးဝယ်စင်တာတွေဖွင့်လှစ်ဖို့ 2030ပြည့်နှစ်အရောက်မှာတနာယီလောက်ခါကိုဒေါ်လာ30တိမြင့်တင်နိုင်ဖို့စရာတွေကိုလည်းသူကထည့်သွင်းမဲဆွဲခဲ့တာပါသူ့ရဲ့အစီအစဉ်တွေထဲမှာအသေးစားလုပ်ငန်းတွေအတွက်ဒဏ်ကြီးတွေကိုထပ်ဝက်လျှော့ဖို့လုပ်ငန်းကြီးတွေရဲ့အခွန်နဲ့ချမ်းသာကြွယ်ဝသူတွေအတွက်အခွန်တွေကိုမြင့်တင်ဖို့လည်းပါဝင်ပါတယ်ဥပမာတစ်နှစ်ကိုဒေါ်လာတသန်းထပ်ပိုပြီးဝင်ဝေးရှိသူတွေကအခွန်200ခိုင်နှုန်းတိုးဆောင်ရမှာဖြစ်ပါတယ်သူကဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးကပါလက်စတိုင်းတွေအပေါ်တိုက်ခိုက်မှုကို လူမျိုးတုံးတပ်ဖြတ်မှုလို့အတိအလင်းဆွဆွဲခဲ့တဲ့ American ထိတ်တန်နိုင်ငံရေးသမားအနေချင်းထဲမှာလည်းပါဝင်ခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာရာဇဝတ်ခေါ်ရုံး ICC ကဖော်ဝရန့်ထုတ်ထားတဲ့ Israel ဝန်ကြီးချုပ် Benjamin Netanyahu ကနယူးယောက်ကိုရောက်လာမယ်ဆိုရင်အဲ့ဒီဝရန့်ကိုလေးစားလိုက်နာပြီးသူ့ကိုဖမ်းခိုင်းမယ်လို့တောင်းမန်ဒါနီကပြောခဲ့ပူးပါတယ်။ American သမ္မတ Donald Trump ကတော့သူ့ဇာတိနယူးယောက်မြို့မှာသူအယမ်းမျက်မှောက်ကျိုးတဲ့မန်ဒါနီကိုမြို့တော်ဝန်ဖြစ်မလာစေခြင်းကြောင့်အတိအလင်းပြောကြားထားပါတယ်။ Trump က အရင်နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းအန်ဒရူးကူအိုမိုကိုထောက်ခံမယ်လို့ကြေညာခဲ့တာပါ။မမ်တာနီအနာရမှာဆိုလို့ဘီလီယနာတော်တော်များများကကူအိုမိုရဲ့မဲဆွယ်မှုတွေမှာဒေါ်လာသန်း40လောက်ထိပါဝင် ထောက်ခံလှူဒန်းခဲ့ပါတယ်။ဒါပေမဲ့မမ်တာနီကိုထောက်ခံတဲ့သူတွေတဲ့အပါအဝင်ဖြစ်တဲ့ထင်ရှားတဲ့နိုင်ငံရေးကျယ်ပွင့်ဘာနီဆန်ဒါစ်ကတော့မမ်တာနီသာမြို့တော်ပေါ်ရွေးကောက်ပွဲမှာနိုင်ခဲ့မယ်ဆိုရင်ခေတ်သစ်အမေရိကန်နိုင်ငံရေးသမိုင်းမှာမျက်လုံးအပြူးရဆုံးရလဒ်တစ်ခုဖြစ်လာမယ်လို့ အခုသတင်းပတ်အစောပိုင်းမှာခန့်မှန်းထားခဲ့ပူပါရရှင်။ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်လူ90ကျော်သေဆုံးခဲ့ပြီးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းကယ်မက်ဂီဟာနိုဝင်ဘာ၄ရက်နေ့ကဖိလစ်ပိုင်ကိုနိုင်ငံအလဲပိုင်းကနေကန့်လန့်ဖြတ်ဖြတ်သန်းတိုက်ခတ်သွားခဲ့တာပါ။နိုဝင်ဘာ9ရက်မနက်ပိုင်းထိသတင်းတွေအရအသေးအပြောက်52ဦးထိရှိလာပြီးနောက်ထပ်73ဦးထပ်မံပျောက်ဆုံးနေကြောင်းသိရပါတယ်။မုန်တိုင်းထံကြောင့်စီဘူးဒေသမှာ မြို့လုံးကျွရွာလုံးကျွရေဖုံးသွားတာတောင်ရှိခဲ့တာပါစီဘူးဟာကယ်မဂီကြောင့်အသေးပြောက်အများဆုံးဧရိယာလဲဖြစ်လာခဲ့ပါတယ်လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာတဲ့ဗီဒီယိုမှာတော့အိမ်တွေထဲရေလွှမ်းကုန်လို့လူတွေကအိမ်အမိုးပေါ်တက်နေရတာလမ်းတွေပေါ်မှာကားတွေနဲ့ကွန်တိန်နာတွေရေနဲ့မျောပါလာတာတွေကိုတွေ့ခဲ့ရပါတယ်ဒေဆုံးစရိတ်မှာတော့ကဲဆေးရီလုံရင်ပြက်ကြတဲ့စစ်ရဟတ်ရဲ့တစည်းပေါ်ကအမှုတန်း6ဦးလဲပါဝင်ခဲ့ပါတယ်ကယ်မဂီကိုဖိလစ်ပိုင်မှာတော့တီနိုဆိုတဲ့နာမည်နဲ့ခေါ်ဝေါ်ကြပါတယ် မုံတိုင်းကဖိလစ်ပိုင်အရှေ့ဘက်ကန်ယိုရန်ကနေဝင်ရောက်ပြီးအနောက်ဘက်ကန်ယိုရန်ကနေထွက်ခွာသွားပြီဖြစ်ပေမဲ့နောက်ထပ်24နာရီနီးပါးကြာတဲ့အချိန်တနာယီကိုမိုင်80လောက်ထိအားကောင်းတဲ့လေပြင်းတိုက်ခတ်မှုတွေကိုဆက်ပြီးတော့ဖြစ်ပွားနေခဲ့ပါတယ်။စီဘူမှာအခြေအနေတွေကခက်မှန်းလို့မရလောက်အောင်ဆိုးရွားနိုင်တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးအရာရှိက Facebook မှာမှတ်ချက်ပြုရေးသားထားတာပါ။စီဘူမှာတော့အရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေကြီးညာထားသလိုကေဆယ်ရေးလုပ်ငန်းတွေအပူတပြင်းစတင်နေတယ်လို့သိရပါတယ်။ ဖိလစ်ပိုင်ဟာ20ပြည်မြမုံတိုင်း20လဝေရောက်တိုက်ခတ်တာကိုကြုံရလေးရှိပါတယ်။ဒီနှစ်ထဲမှာတော့အာအပြင်းဆုံးတိုင်ဖုန်းတွေကဖိလစ်ပိုင်ကိုဇက်တိုက်ဆူသလိုဝင်းမွေနေခဲ့ပါတယ်။စက်တင်ဘာလကောင်ပိုင်းတို့ကစူပါတိုင်ဖုန်းအစင်မုံတိုင်းကြီးရာဂါစာဖိလစ်ပိုင်မြောက်ပိုင်းကိုတိုက်ခတ်ခဲ့တယ်လို့ရက်ပိုင်းလောက်သာခြားပြီးတိုင်ဖုန်းမုံတိုင်းဘူအာလွန်ကလည်းဖိလစ်ပိုင်ကိုဖျက်ဆီးခဲ့ပါသေးတယ်။ဒါအပြင်စက်တင်ဘာ30ရက်တော့ကလည်းမက်ဂနီကျူ6.9အစစ်အင်အားပြင်းကလေးကြီးတစ်ခုနိုင်ငံအလဲပိုင်းကိုဦးတည်လှုပ်ခတ်ခဲ့ပြီး စီဘူဟာအပြက်အစီးတံအများဆုံးခံရတဲ့ဒေသဖြစ်ခဲ့ပါတယ်။တိုင်ဖုန်းမုန်တိုင်းကယ်မဂီကတော့ဖိလစ်ပိုင်ကမ်းရိုးတန်းကိုကျော်လွန်သွားပြီးတဲ့နောက်အနောက်မြောက်ဘက်စီဆက်လက်ဦးတည်နေပြီးဗီယက်နမ်၊လာအိုနဲ့ထိုင်းနိုင်ငံတွေဘက်ရွေ့ရှားနေကြောင်းသိရပါတယ်ရှင်။အခုဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ်ရှင်။မြင်းချံခမရ15နီးကလေတိရွာဆေးအုပ်စုကိုတော်လေးတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ကြရမှာအုတ်ချုံရင်မှုအပေါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေးဆုံးမှုရှိတယ်လို့ ဇီရိုပျောက်ကြားတက်ခွဲခေါင်းဆောင်ကိုသက်ကြီးကပြောပါတယ်။နိုဝင်ဘာ၄ရက်မနေ့ကနေ့လယ်၂နာရီဝန်းကျင်ကမြင်းချံမြို့နယ်လယ်သစ်ကြီးရွာကစစ်ကောင်စီတပ်ရဲနဲ့ပစ္စောတိတွေပူးပေါင်းထားတဲ့ကိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲဖြစ်ပွားချိန်မိနစ်၃၀ကျော်ကြာခဲ့တယ်လို့သိရတာပါ။အဲ့ဒီလယ်သစ်ကြီးရွာဟာမြင်းချံတရအူမန္တလေးလမ်းမပေါ်မှာရှိပြီးမြင်းချံခမရ၁၅နဲ့၂မိုင်ပဲဝေးတယ်လို့ဇီရိုပျောက်ကြားတက်ခွဲခေါင်းဆောင်ကရှင်းပြပါတယ်။အဲ့ဒီကိတ်မှာစစ်အင်အား၄၀၅၀လောက်ရှိတယ်လို့သူကဆက်ပြောတာပါ။ တိုက်ပွဲဖြစ်ပွားချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘန်ကာရဲဝင်ပုံးခဲ့လို့ရဲဘော်ပေါ်ပါက RPG နဲ့အလှမ်းတုခဲ့တာကြောင့်ဘန်ကာထိပ်ပြီးစစ်အုပ်စုအထိနာခဲ့တယ်လို့ကိုသက်ကြီးကဆိုပါတယ်။လက်နက်ဝင်ကောင်းမဲ့အချိန်မှာခမာယ15ကစစ်ကူက3စီးတက်လာလို့ဒေါ်လန်ရဲ့အဖွဲ့တွေပြန်ဆုတ်ခွာခဲ့ရပြီးဆုတ်ခွာချိန်မှာစစ်ကောင်စီသတင်းပေးနှစ်ယောက်ကိုလည်းဖမ်းဆီးပြီးတပ်ဆိုင်ရာစီအနှံခဲ့တယ်လို့ဇီရိုပြောက်ကြားတပ်ဖွဲ့ကအသိပေးထားပါတယ်။နယ်မြေခံတွေရဲ့ပြောပြချက်အရစစ်ကောင်စီတပ်ဖွဲ့ဝင်၈ယောက်တိစုံက၁၀ယောက်ဒဏ်ရာရပြီး လေတိရွာကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးငမင်းခေါ်ကိုမင်းလဲတိတ်ဆုံးချောင်းနဲ့သူ့နာရေးကိုဒီမနက်မှာပြုတ်လုခဲ့ကြောင်းဇီရိုးပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင်ကိုသက်ကြီးကပြောပါတယ်အထိစစ်စင်ရေးကိုမြင်းချံခရိုင်တရင်ခွနဲ့ဇီရိုးပျောက်ကြားတပ်ဖွဲ့နဲ့ရွှေကန်သာစစ်ကြောင်းမြင်းချံမြို့နယ်ပောက်ကောက်ဖောက်လို့ပူးပေါင်းပြီးဒေါင်းစစ်သည်ဇီရိုးကော်လွန်5ကစစ်ကြောင်းမှုအဖြစ်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်ဒါ့ပြင်ရန်ကုန်အကြီးကောင်စစ်ကြောင်းတဲ့ရွှေကန်သာစစ်ကြောင်းနှစ်တို့ပူးပေါင်းပါဝင်တယ်လို့လည်းသိရတာပါမနေ့မနက်ပိုင်းကလည်းဇီရိုးပျောက်ကြားတပ်ဖွဲ့ တရင်တဲ့မြင်းချံခရိုင်နဲ့မြင်းချံခရိုင်ပေါကောက်ဖောက်လို့ပူပေါင်းဆက်ချောင်းဟောင်းမြင်းချံတောင်ဘက်ကအထိုင်စကန်တစ်ခုကိုလည်းစီးနေတက်ခတ်ခဲ့ပြီးလုံခြုံရေးအခြေအနေအရအသေးစိတ်ပြောကြားနိုင်ခြင်းမရှိသေးကြောင်းထုတ်ပြန်ထားပါတယ်တက်ခတ်ခရရတဲ့လေတဲ့ရွာစစ်ကောင်စီဂိတ်ဟောင်းခရီးသွားတွေကိုမကြာခဏအစစ်စေးငွေညှစ်တဲ့နေရာမှာနမဲဆိုးနဲ့ကြော်ကြားကြောင်းလည်းဒေသခံတွေကပြောပါတယ်ရှင်နေပြည်တော်မှာတစောင်းပေါင်းလှပြည်နေညာကပန်းတကူကောက်နေတဲ့ကိုရင်တပားနဲ့အမျိုးသားတယောက်ဆိုင်ကယ်တက်ခံရပြီးဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ် နေပြီးတော့ပြင်းမနာမြို့လက်ပံခါလာကြီးရွာကလမ်းပေါ်မှာမင်းည၈နာရီဝန်းကျင်ကဖြစ်ပွားခဲ့တာပါကားပေါ်ကနေပတ်စံတွေကျဲသွားလို့လိုက်ောက်ကြသူတွေကိုဆိုင်ကယ်တစ်စီးကဝန်ထမ်းမိခဲ့တာလို့သိရပါတယ်အတိုက်ခံရတဲ့ကိုရင်တပားနဲ့အမျိုးသားကိုပြင်းမနာမြို့ဂရင်းနယာပြည်သူစေယုံကိုပို့ဆောင်ပေးလိုက်တယ်လို့မိုးစေတနာပြရိတာအတင်းကအသိပေးထားတာပါအတိုက်ခံရသူနှစ်ယောက်စလုံးဒဏ်ရာပြင်းထန်တယ်လို့ဒေသခံတယောက်ကပြောပါတယ်ထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေရောက်ကိုရင်လေးကအနှဖူးမှာပေါက်ပြဲဒဏ်ရာရရှိထားပြီး အမျိုးသားကိုတော့လူနာကရင်ပေါ်တင်ပြီးခေါ်ဆောင်သွားတာတွေ့ရပါတယ်။ဒါကြောင့်မို့လာပြည်နေညမှာမြို့နယ်တိုင်းရဲ့လမ်းမတွေပေါ်မှာကားတွေပေါ်ကနေပတ်စံတွေကျဲချတာကိုကောက်တဲ့ပန်းတကူကောက်ချသူတွေရှိပါတယ်။လမ်းမပေါ်မှာပန်းတကူကောက်တာနဲ့ပတ်သက်ပြီးအနေရများတယ်လို့လူမှုကွန်ရက်အဖွဲ့ကသတိပေးထားကြပါတယ်။ပန်းတကူပြက်တာကောက်တာဖြင့်အခုလိုမျိုးအခါကြီးရက်ကြီးညမှာဆင်းဆင်းချင်းချင်းပျော်ပါကြဖို့လေလူမှုကွန်ရက်အဖွဲ့ကတိုက်တွန်းထားကြပါတယ်။နေပြည်တော်အပြင်ရန်ကုန်မန္တလေးနဲ့မြို့ကြီးတွေကအဝေးဖြစ်လမ်းမတွေနဲ့ မြို့တွင်လမ်းတွေပေါ်မှာတံဆောင်ပုံးလာပြနေ냐ဆိုပြီးကားတွေပေါ်ကနေပတ်စံတွေကျဲချလို့လိုက်ကောက်ကြသူတို့အထိခိုက်သေးဆုံးမှုတွေနှစ်ဆင်ရှိနေပါတယ်။ပန်းတကူပြတဲ့ဆိုပြီးပတ်စံတွေကိုစီးကမ်းမဲ့မကျဲကြဖို့လူမှုကွန်ရက်အဖွဲ့တွေကမေတ္တာရက်ခံထားကြပါတယ်ရှင်။ဒီနေ့နေ့လယ်ခင်းထိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုအစောထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။